ော်လာမျိုးတွေအားလုံးဝင်မင်္ဂလာပါဒီဇင်ဘာလ17ရက်နေ့ဖြစ်ပါတယ်ဒေါ်လာယင်းနဲ့ပတ်သက်တဲ့သတင်းဥသတင်းထူသတင်းကောင်းလေးတွေကိုယူစွာပြပြပေးစင်ပါတယ်ပြီးတော့ကျွန်တော်ဗီဒီယိုတွေကို reaction လုပ်ပေးမှာဖြစ်ပါတယ်ပရောဆုံးသတင်းလေးကတော့မန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာတွေကိုဇက်တိုက်မီးရှို့နေတဲ့အချမ်းပတ်ဆက်တဲ့စစ်ကြောင်းကိုကြားပြတ်တက်ခဲ့ရမှာစစ်သား90ဦးထပ်မနေတိကျတဲ့သေဆုံးခဲ့တဲ့အကြောင်းကိုမြင်းညံခရင်တရရင်အမှတ်3ကတာဝန်ရှိသူတို့ကပြောပါတယ် ဒီဇမ9ရက်နေ့မှာတောင်သာမြို့ပေါ်နေပြီးတော့ထွက်လာတဲ့ချမ်းပတ်ဆက်တဲ့စစ်ကြောင်းကခြုံကြီးခေါ်တာယာကြီးရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာစဉ်မှာတော်လိုင်းတပ်ဖွဲ့ဝင်တွေကအသက်ဆောင်တိုင်းပြီးတော့မှ60မမလက်ပစ်ပုံလက်နက်ငယ်တွေပိတ်ဆို့တိုက်ခတ်ခဲ့တာဖြစ်တဲ့ကြောင်းလည်းသိရပါတယ်။ဒီတိုက်ခတ်မှုအတွင်းမှာအချမ်းပတ်စစ်တပ်ဘက်က90ဦးထပ်မံတဲ့ထိခိုက်သေးဆုံးခဲ့တာဖြစ်ပါတယ်။လက်နက်ခဲယံကိုကောက်ယူနိုင်ရန်ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့နောက်ကျစစ်ကြောင်းကအင်အားလုံးဝင်းနဲ့ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်မို့လို့တော်လိုင်းရဲဘော်တွေကတော့အထူးကမရှိပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။ဆိုတော့ကောင်းပါတယ်။ဒါအခုလိုမျိုးပေါ့နော်။ အကောင်90မွေး9ဖြစ်အောင်စူးစမ်းပေးတယ်မြင်းကျန်ခရိုင်အမတ်3တက်ရင်ကညီကိုများအလုံးလေးစားပါတယ်လို့ဒီနေ့ကနေပြီးတော့ပြောချင်ပါတယ်နောက်ထပ်သတင်းလေးကတော့ကျွန်တော်တို့အကူတိုင်းတဲ့တလေးမျိုးတွေမှာခြေရော်တွေကိုဘုံလာကျဲတဲ့ဂျမ်ဘတ်စက်တက်ရဲ့ drone တစီပြက်ကြပြီးတော့မှအဲပြက်ကြတဲ့တစီကိုကျွန်တော်တို့ညီကိုရော်တွေကပေါ့နော်ပကိုးယူမှ PDF viewer 22ကသိသိရမိခဲ့တဲ့အကြောင်းကိုအဲ့ဒီ viewer 22ကတာဝန်ရှိသူတူကပြောတယ်ပေါ့နော်ဒီဇမလ10ရက်နေ့မှာမိုးလဲ2နာရီမိနစ်30ဂန်အချိန်မှာနတ်တလေးမျိုးနဲ့ဂျိုးပင်သား ရွာထိပ်မှာရှိနေတဲ့ဂျမ်ဘဆက်သားတွေကတရက်ပင်ကန်ရိုးရွာထိပ်နော်အဲ့ဘက်ကို drone နဲ့လာရောက်ဘုံချက်တိုက်ခိုက်စမှာပြတ်ကျခဲ့တာဖြစ်တဲ့ကြောင့်လည်းသိရပါတယ်အဲ့လိုမျိုး drone ပြတ်ကျခဲ့တဲ့နေရာကို8391တက်ရင်ကတက်ခွဲ၄တက်ခွဲ6တက်ခွဲ9နဲ့တက်ရင် drone ဖွဲ့ကဒေါ်လာရေးဘော်တွေကနေပြည်တော်ရှင်းလင်းရေးပြုလုပ်စင်မှာစစ်တပ် drone ကိုသိမ်းဆည်းရမိခဲ့တာဖြစ်တဲ့ကြောင့်လည်းသိရပါတယ်အိုးအားရလိုက်တာနော်အဲ့လိုဖြစ်နေရမယ်ဒီလိုပဲဖြစ်နေရမယ်နော်โอเคဆိုတော့ပြည်သူတွေအနေနဲ့လည်းအဂျမ်ဘဆက်တက်ရဲ့ရုံးမှာကောက်ချက်ဖို့ကိုတတိယနဲ့ နေထိုင်ကြရတဲ့လေကြောင်းအန္တရာယ်လက်နက်ကြီးပစ်ခတ်မှုတွေအတွင်းဘုတ်ကိုချင်းနေနေအိမ်ဝင်းကျင်မှာတူထားကြရတဲ့သတိပေးတိုက်တွန်းလုပ်တဲ့အကြောင်းကိုပခိုးရုံမှ PDF viewer 20နှစ်ကတာဝန်ရှိသူတူကလည်းပြောထားပါတယ်ကောင်းပါတယ်နော်ဒါစစ်ဂျန်သူရှီကနေပြီးတော့မှ drone တစ်စီးရတယ်ဆိုတော့သူကသူပေါ်ကိုပြန်ပြီးတော့မှနော်ပြန်ပြုတ်ပြင်ပြီးတော့မှဒီကောင်တွေကိုရန်သူလက်နဲ့ကိုလက်နဲ့ပြန်လုပ်ပြီးတော့မှဒီကောင်တွေကိုပြန်ချိတ်ရမယ်နော်သူလက်နဲ့သူတို့ပြန်ချိတ်ရမယ်နော်ဒါမင်္ဂလာရှိတဲ့သတင်းလေးပါပဲ ောက်ဆက်လေးလေးကတော့ဒါကျွန်တော်တို့စကိုင်းတိုင်းအရာတော်မြို့နယ်ငွေရင်းရွာကပြူစောတိတွေကိုဒါကျွန်တော်တို့ဒါပြူစောတိတွေပေါ့နော်ရဲခသိမ်းပြီးပြန်လာစင်မှာဂျားပြတ်တက်ခဲ့ခဲ့ရမှာဒါကျွန်တော်တို့၈ဦးပေါ့ပေါ့နော်အရှင်ဖမ်းမိခဲ့တဲ့အကြောင်းကိုဒါကြောင့်ငွေရင်း Revolution Force NDIF ကတာဝန်ခံကိုစစ်နိုင်ကပြောပါတယ်ဒီဇမလ9ရက်နေ့ကအရာတော်မြို့နယ်ငွေရင်းရကပြူစောတိ၁၂ဦးကညောင်ဒူးလေးပေါ့နော်အဲ့ဂျေးဝါကိုဒါရိတ်ခါတွေတွားရောက်ပြီးတော့မှတည်ယူပြီးတော့မှပြန်လာစမှာပြည်သူ့ကော်မတီတစ်ခွက်ဝင်တွေကဂျားပြတ်တက်ခဲ့ရမှာပြူစောတိကောင်းသောကျော်ဆွေရဲ့ညာလက်ယုံ ိုးလုံးအပါဝဲပူစော်ရီရှစ်ဦးကိုရိတ်ခါရင်နဲ့အတူအရှင်ဖမ်းမိခဲ့တဲ့အကြောင်းလည်းသိရပါတယ်။ကျန်တဲ့၄ယောက်ကတော့လက်နက်ပါတော့တဲ့သူတို့ကထွက်ပြေးတာတဲ့ရိတ်ခါတဲ့လိုက်သူတွေကြတော့ပစ်ထားခဲ့တာဘောလဲလက်နက်တော့မရဘူးရိတ်ခါတဲ့သူတွေပဲမိလိုက်တယ်။ပြူကောင်းသောကျော်ဆွေရဲ့ညာလက်ယုံဖိုးလုံးမှမိတယ်တဲ့။ဒါပစ္စည်းတွေကသူတို့တည်လာတဲ့စံစီပတ်စံတို့အရက်ဘူးတွေပါတယ်ခဲရန်တော့မပါဘူးဓာတ်တွေတိတ်စီရမိခဲ့တယ်ငွေတွင်းရနဲ့ညောင်ဒူးလေးကနှစ်မိုင်ပဲဝေးတာ။ ဲ့ဒီနှစ်ရွာကြားမှာတိုက်ခတ်ခဲ့တာလက်ရှိတော့သူတို့ကိုဥပဒေအရအေးအေးနိုင်ဖို့စစ်ဆေးနေတယ်ငွေရင်းရကပူဇော်ထိတဲ့အနေနဲ့အလင်းဝင်ကြပြီးကျွန်တော်တို့နဲ့ပူးပေါင်းမှလို့ထပ်ဖြည့်ပြောကြမှာလေဆိုပြီးတော့မှငွေရင်း Revolution Force NDIF ကတာဝန်ခံကိုစစ်နိုင်ကပြောပါတယ်မိုက်တယ်နော်မိုက်တယ်ဘာလဲဆိုတော့ပြူရှိကောင်လည်းမိတယ်ဒီကောင်တွေတဲလာတဲ့ရိတ်ခါတွေကိုလည်းရတယ်ဆိုတော့အိုးအိုးပြောမှဆိုရင်ဒါနှစ်ထပ်စားလိုက်တာပဲဒါနှစ်ထပ်စားလိုက်တာပဲเนาะဒါအိမ်မတန်မအားရစရာကောင်းတဲ့တည်င်းလေးဖြစ်ပါတယ်ငွေရင်း Revolution Force NDRF ညီကိုများ လေးစားပါတယ်နော်ဆိုတော့ဒါအပြင်ကိုဒါကျွန်တော်တို့ဒါပြူခေါင်းဆောင်ရဲ့ဒါကျွန်တော်တို့ညာလယုံပေါ့နော်ညာလယုံမှာဖန်ဆင်းနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့အင်မတန်မှဝမ်းသာပါတယ်နောက်ထပ်တစ်နေ့ကတော့သခိုင်းတဲ့မုံရမျိုးအတွင်မင်းနော်မုံရမျိုးပေါ့နော်အမျိုးအတွင်ပြည်တော်စုလမ်းမပေါ်မှာအချမ်းမဆက်သားတွေလည်းပါလာရဲကာနစီကိုပြစ်ကတ်တက်ခိုင်းမှုမှာဆက်တက်ကြီးရလုံချုံရေးဌာနမှုဘူမူတင်ကိုနဲ့ဘူကြီးစိုးမင်းအပါဝဲ၁၀ဦးတည်ဆုံးခဲ့တဲ့အကြောင်းကို Black Falcon အဖွဲ့ကတောင်းရှိသူတို့ကပြောပါတယ် ဒီဇင်ဘာလ9ရက်နေ့ည8:00နာရီအချိန်မှာမုံရံမြို့နမခါနေပြီးတော့မှစစ်ဘက်ကြီးကလုံခြုံရေးဌာနမှဘုံမူးတင်ကိုเนาะဒါကျွန်တော်တို့ဒါစစ်တပ်တန်းတော့49နှစ်မုံရံမြို့တော့ခမ်းမကသုံးပွင့်ဘူကြီးစိုးမင်းဦးနဲ့မုံရံမြို့အမတ်တေရေစကန်စစ်ကြောရေးအရာရှိသုံးပွင့်ဘူကြီးတူတို့လိုက်ပါလာတဲ့ကာနစီကိုမုံရံမြို့ပြည်တော်စုလမ်းမပေါ်မှာတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တဲ့ကြောင့်လည်းသိရပါတယ်။ဒီတိုက်ခိုက်မှုအတွင်မှာဘုံမူးတင်ကိုဘူကြီးစိုးမင်းဦးနဲ့အမတ်တေရေစကန်စစ်ကြောရေးအရာရှိသုံးပွင့်ဘူကြီးတူအပါအဝင် 9ဦးသေဆုံးခဲ့ပါတယ်ကာဒစီမီလောင်ပျက်စီးခဲ့ပါတယ်ဒီတက်ခတ်မှုအတွင်းမှာရှေ့ဆုံးကမှလိုက်ပါလာတဲ့ရင်မောင်းမောင်စော်နဲ့စစ်သား9ဦးလာအသက်ရှင်ပြီးတော့မှ6တော့ဖြတ်တော့တန်ရာနဲ့ကျွန်တော်တို့ဂုတ်ကိုရှက်မှန်နဲ့ဒါကြောင့်လေစိုးရိမ်တန်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ဒါရဲဘော်တွေနေနေလဲဒါကြောင့်ရဲဘော်တွေကလည်းဒါမုံရွာရေဦးဒါဒါရေဦးစံတိုင်းကိတ်ကိုပေါ့နော်ထပ်မှန်ပြီးတော့မှဝင်ရောက်ပြီးတော့မှဒါတက်ခတ်ခဲ့သေးတယ်ပေါ့နော်အဲ့ချိန်မှာလည်းဒီကောင်တွေ စက်သားသုံးကောင်တည်ခဲ့တယ်ပေါ့နော်ဒီလိုမျိုးတခက်ပပွတော့ပြီးတဲ့နောက်မှာတော်လိုင်းရေးဘော်တွေကတော့ထိကက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့သိရပါတယ်မိန်လိုက်တာကောင်းလိုက်တာကြိုက်လိုက်တာအားရှိလိုက်တဲ့သတင်းလေးဖြစ်ပါတယ်သတင်းလေးတွေနားဆင်ပြီးတဲ့နောက်မှာဗီဒီယိုဖိုင်လေးကြည့်အောင်ပါအဲပထမဦးစွာမိသားစုတွေကိုဒီကျွန်တော်တို့ဒါနေပြီးတော့မှာပေါ့နော်ဒါကျွန်တော်တို့ဒီမနေ့ကမေအောင်လိုင်းကဒါအဂရိနော်အဂရိလိုက်စားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှာပါဗျာအဂရိဒီလက်ရှိဒီတို့တက်တွင်းထဲမှာပဲဖြစ်ဖြစ် ဒါနိုင်ငံနဲ့ပတ်သက်ပြီးတော့မှဖြစ်ဖြစ်ဒီအဂရိကိစ္စနဲ့ပတ်သက်ပြီးတော့မှဒါမင်းအွန်လိုင်းပြောတဲ့ဇကားတွေပေါ်မှာကျော်မျိုးမင်းကအဲ့ဒီအဂရိကိစ္စနဲ့ပတ်သက်ပြီးတော့မှသူပြန်ပြောတာလေးချက်နာတော့ကြည့်ဒီဘူဂျမူကြီးပြောတဲ့အခရိကိစ္စလေးကျွန်တော်သဘောကျလို့ပါသဘောကျလို့ပါဘူဂျမူကြီးပြောတာလေးကျွန်တော်သဘောကျပါတယ်နှစ်ချက်တစ်ချက်ကပါလဲဆိုတော့အခရိနဲ့ပတ်သက်လို့ရှိရယ်နော်ကြောသားရင်သာမခွဲကြပဲအကြည့်ယူမယ်ဒီတစ်ချက်နောက်တစ်ချက်က အဲ့ဒီနဲ့ပတ်သက်မီဒီယာရဲ့ပူပေါင်းပေါင်းမီဒီယာနဲ့ပြည်သူလူထုကပူပေါင်းပါဝင်ရဖို့ပူပေါင်းပြီးတော့ပါဝင်ဖို့ဆိုတာမျိုးပြောတယ်။ Okay အဲ့နဲ့ချက်လုံးကြိုက်တယ်။အဲ့ဒီအသေးသေးလေးတက်လို့စကားပြောတော့ဗျာလူရင်းပြောရရင်တော့ဆိုတော့ကြောသားရင်သားမခွဲကြဘူးလို့ဘိုးချုပ်ကြီးပြောတယ်ဆိုတော့မခွဲကြဘဲနဲ့အဲ့ဒီကိုအေးအေးမနှိမ်နှဲမယ်နှိမ်နှဲရမယ်လို့ပြောတော့ကျွန်တော်ဝမ်းသာတယ်ဗျာဘိုးချုပ်ကြီးကအဲ့စကားကြတာတော်တော်ဝမ်းသာတယ်။ကြောသားရင်သားမခွဲကြဘူးဆိုတဲ့စကားလုံးဒီစကားရဲ့ဘိုးချုပ်ကြီးပြောခြင်းတဲ့အသေးသေးသူ့ရဲ့သားသမီးပင်ဖြစ်လင်ကစားအဲပြောခြင်းတာအဲ့ဒီလို့ရင်အေးအေးပြမယ် ိုတာမျိုးအတိပဲလဲဆွဲလို့ရတယ်ကောက်လို့ရတယ်အဲ့တော့အကယ်၍ပေါ့ဗျာကိုအောင်ပြည့်စုံလို့ဘာလို့ကနမူနာမက်ခင်စီတမုံတို့ကပေါက်ကဲလုတ်ခဲ့မယ်ဆိုရင်တော့ပုံစံမူကြီးကဒါငါဒီဟိုရုပ်တော့ဟုတ်လားဟမ်ဒါလဲငါသားသမီးဆိုမယ်ရောက်နေပြည်သူရဲ့ယူလိုက်ကွာဒါမျိုးပုံစံမူကြီးကကြောသားရင်သားမခွဲပဲနဲ့အဟမ်းလုတ်ကောင်းလုတ်နိုင်တယ်ဆိုတော့အတိပဲတက်ရောက်တယ်ဒါတို့ကြည့်ပြီးတော့ကျွန်တော်တို့တကယ်ပါဟိုအမ်ဟုတ်ဖြစ်တော့ဝါလဲဝန်တာလေဟုတ်ပြီကြည့်ကြည့်ပါလေကြည့်ကြည့်ပါလေကြည့်ကြည့်လေနောက်တစ်ခုကဒီအဂရီနဲ့ပတ်သက်လို့ရှိရင်ဌာနဆရာကြီးလည်းပြင်ရမှာရှိတယ် ကျွန်တော်အမြင်နဲ့ပဲဌာနဆိုင်ရာတွေနဲ့ကျွေသီးစားတာကိုကျွန်တော်လက်ခံတယ်ကျွန်တော်အနေနဲ့ပြောတယ်တအူးတဲ့အမြင်ပြောကျွေသီးလောက်ကကျွန်တော်တို့မပြောတာဘူးဒါပေမဲ့ကျွေအောင်ခြွေရင်တော့ပြဿနာရှိတယ်ပြီးတော့ဌာနဆိုင်ရာတွေနဲ့လည်းလုပ်ငန်းရှင်တွေပေါ်မှာလေးစားမှုရှိဘူးလို့ဌာနဆိုင်ရာရရှိတယ်လုပ်ငန်းရှင်တွေပေါ်လေးစားမှုရှိဘူးလို့အခုဌာနဆိုင်ရာရရှိတချို့တွေဆိုတချို့တွေပေါ့နော်လုပ်ငန်းရှင်တွေကိုမြင်တခိုးချိုးဖို့တွေလို့မြင်ပြီးတော့ဆက်ဆံတာအဲ့ဒါလည်းမကောင်းဘူးလုပ်ငန်းရှင်တယောက်က project တစ်ခုလာတင်ပြရင်အဲ့တင်ပြတဲ့ project ကိုတခိုးချိုးဖို့တယောက်လို့မြင်ပြီးတော့အဲ့ project ကိုစစ်တာဆေးတာမျိုးစုံမလိုအပ်တဲ့အရာရှောက်လို့တာ မလိုအပ်မဲ့ကြစ်တာရဲ့တာလျှောက်လို့တာအဲ့ဒါပြဿနာရှိတယ်အခုမှထားပါတော့အစိုးရလုပ်ငန်းတွေမှာတင်တာတွေဘယ်သူရလဲသူတို့လဝါချင်းချိန်ထားတဲ့လုပ်ငန်းရှင်တွေတော့ရကြတယ်သူတို့တခိုင်းနဲ့ဝင်လို့ဆိုရကြတယ်နောက်တစ်ခါတဖွဲ့နဲ့ဝင်လို့ရတယ်အပြင်ကဝင်လာလို့ကတော့အဲ့အပြင်ကကောင်တော့ထောင်းလုံးပေါင်းကြည်သွားမယ်လားမကင်ထုတ်လိုက်တာဝိုင်းပြီးလက်စင်ပေးရတာဟိုကောင်နောက်မလုပ်နိုင်တော့ခုတ်ခွက်လန်ရှုံးအဲ့ဒါကြီးကမှားနေတယ်အဲ့တော့ထရန်ဆယ်ရီကလည်းတင့်တော်သူကိုယ့်ဘက်ကပြင်ရပါတယ်အများကြီးတယ်ပြင်တဲ့နိုင်ပြင်ကြတာအကောင်းဆုံးပါအကုန်လုံးကကိုယ့်ဘက်ကကြီးမှန်နေလို့မထင်ပါနဲ့ပြီးတော့လုပ်ငန်းရှင်တွေပေါ်မှာ အခုကျဘိုးတွေလိုမျိုးတကယ်ကိုအခွင့်အရေးသမားတွေလိုမျိုးတခါတည်းနှိမ့်ချဆက်ဆံကျင်တာမြင်မြင်ရှုမြင်တာ သတ်မှတ်တာဒါမှသိတော့ပါဘူးလုံငယ်ချစ်တော် project တစ်ခုလာတင်ပြရင်ဒီ crony ဒီသထေးရတွေကောင်ဂျင်ကွင်းဖမ်းမှန်းပြီးဒီကောင်လုတ်ပြပြီးဒီကောင်စားတော့မှာဒီကောင်ရစ်တော့မှာချစ်တော့မှာစောတော့မှာနှိုက်တော့မှာစသဖြင့်ပေါ့လုံငယ်ရှင်တွေကိုမြင်တဲ့အမြင်ပေါ့အဲ့ဒီအမြင်ကြီးကလည်းမကောင်းဘူးအဲ့တော့လုံငယ်ရှင်ဟာလုံငယ်ရှင်မှာအစိုးရနိုင်ငံဝန်ထမ်းနိုင်ငံဝန်ထမ်းမှာနိုင်ငံဝန်ထမ်းက public service ကိုပဲထမ်းဆောင်မှာဖြစ်ပြီးတော့နိုင်ငံတော်အကျိုးစီးပွားကိုကာကွယ်မှာဖြစ်တယ် နိုင်ငံတော်အကျိုးစီးပွားကိုကာကွယ်တည်ရောင်နဲ့ဒီလုပ်ငန်းရှင်ပေါ်မှာတခုချို့ဖို့လို့မြင်တာကလည်းပြဿနာရှိတယ်။ဒါကြောင့်ကျွန်တော်တို့ပုံနေပြောင်းအပြန်လည်လေးစားမှုတွေဆက်ဆံကြဖို့လေလိုတယ်။ဌာနဆိုင်ရာတချို့ပြောတာနော်။ဆက်ကြဖို့လေကျွန်တော်တို့ချို့ရတယ်သိပါတယ်ကြားလည်းကြားပါတယ်ဒါပေမဲ့မပြောလို့ပါဘူး။ဟိုဌာနဆိုင်ရာတွေဌာနဆိုင်ရာရရှိနေတဲ့လုပ်ငန်းရှင်တွေပေါ်မှာလေးစားမှုရှိဖို့လေလိုပါတယ်။အပြန်လည်လေးစားမှုတွေဆက်ဆံကြဖို့လိုတယ်လို့ကျွန်တော်တိုက်တွန်းချင်တယ်။ဒါအကြောင်းကြိုက်လို့ဒီအထက်ပြောတာပါ။อืมဆိုတော့မြန်မာနိုင်ငံမှာမင်းအောင်လိုင်ပြောတဲ့အဂရိเนาะကင်းရှင်းဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့မှာ အခုလက်ရှိမေအောင်လိုင်းအောက်မှာရှိနေတဲ့ဝန်ကြီးဌာနတွေနော်အဲ့ဒီဝန်ကြီးဌာနတွေမှာလက်ပေးလက်ယူနဲ့ကင်းတဲ့ဝန်ကြီးဌာနဘယ်နှခုရှိတော့ရှိရင်လဲကွာဟိုငါပြောချင်တာကလေဟိုဒီလက်ချောင်းစာတောင်ပြည့်ပြည့်မှာတော့မဟုတ်ဘူးလက်ပေးလက်ယူမှုကင်းတဲ့ဝန်ကြီးဌာနဆိုတာလေဆိုတော့နောက်တစ်ခုကပါလဲဆိုအဲ့ဒီလက်ပေးလက်ယူမှုကိစ္စနဲ့ပတ်သက်ပြီးတော့မေအောင်လိုင်းကစ조사ရင်သားမခွဲခြားဘဲနဲ့တကယ်ကိုအရေးယူမယ်ဆိုရင်ပထမဦးဆုံးအရေးယူရမှာသူကိုယ်တိုင်ပဲနောက်ဘုရားသူသားသမီးတွေကနောက်မှာပေါ့အဲ့တော့ ဟိုသူ့သားသမီးတွေကိုဒါအဲ့လိုမျိုးဟွာတည့်ရမလားဟာဒီလက်ပေးလက်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှမင်းဟောင်းလိုင်းကဖမ်းခဲ့မယ်ဆိုရင်သူတို့သားသမီးလည်းမင်းထောင်ထဲရအောင်ထွက်ရမှာမဟုတ်ဘူးခင်တတိတက်မော်ရောအောင်ပြေစော်ရောထွက်ရမှာမဟုတ်ဘူးအဲ့ပြီးတော့အဲ့စစ်တပ်မှာရှိနေတဲ့အရာရှိပိုင်းတွေထွက်ရမှာမဟုတ်ဘူးအဲ့တော့ဟိုမင်းအဲ့ဒီစကားတွေကိုမင်းရုံနေတယ်ပေါ့အဲ့လိုဟာကိုမင်းကတိုင်းပြည်ရဲ့ခေါင်းဆောင်ကောင်လို့ထင်နေတယ်ပေါ့အဲ့တော့မင်းအုံနောက်ကမြောင်းပုတ်ရည်နဲ့လည်းဈေးတင်ပြီးအဲ့တော့ဟိုငါတို့ PDF တွေပါတဲ့ချီးကိုဖြော်ပြီးတော့မှမင်းမင်းခေါင်းကိုဈေးတင်ပြီးပေါ့အဲ့ဒါမှမင်းက နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မှဖြစ်ဖြစ်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့မှဖြစ်ဖြစ်အတိတရားတွေတိုးလာမယ်လို့ငါထင်တယ်ကွာသိလားမင်းအွန်လိုင်းပြောတဲ့ဇာတ်ကောင်ကိုယုံတဲ့ကောင်တွေကလူမဟုတ်တဲ့လူတလိဆန်တွေပဲရှိတယ်အဲ့ဒါကိုမင်းသိဖို့လိုတယ်နော်ကြော်မျိုးမေး Okay ဆိုတော့ဟိုအမေရိကကိုအောင်စိုးကလည်းစစ်တပ်ဟာအဂတိလိုက်စားမှုအကြီးဆုံးလက်နက်ကင်တက်တဲ့အဲ့တော့ဒီအကြောင်းအရာလေးကိုအားလုံးပဲတူတူနားထောင်ကြည့်အောင်အာစစ်တီတွေအနေနဲ့ဟာဒီဒဇိုးလက်ဆောင်ကိုမစင်ကဲ့သို့ယွန်ရှာဆက်ဆုပ်ပါတဲ့အဲ့ဒီအချက်ကို ဖာလာတွေ့ရကြီးတောင်ကြီးလိုက်တယ်လက်ရှိစစ်တပ်ဖြစ်နေတဲ့အခြေအနေအဂရိလိုက်စားမှုဟာရိုးရင်းချင်းစီအထိလိုက်စားနေတဲ့ဒီစစ်တပ်ဒီရန်ဒီယာကြီးနဲ့ကတော့ဒီတော်တော်လေးကိုပြောင်းပြန်ဖြစ်နေတာကိုသွားတွေ့ရတယ်ဗောလေခုနကခုနပြောခဲ့သလိုပဲသူတို့သာသမီတွေဒီတမရပိုင်မြေတွေကိုသာသမီပိုင်မြေတွေဖြစ်ပြောင်းခဲ့တဲ့ကိစ္စတွေအခုလက်ရှိလော့ဖြစ်နေတဲ့ကိစ္စတွေမိုးရေဆွဲကိစ္စတွေနဲ့ဂျာဖြန့်ကိစ္စတွေမှာ ဟလာဒီသူတို့ဖွဲ့စည်းပေးထားတဲ့လက်နက်ကင်ဖွဲ့တွေကနေပြီးတော့ဟလာ BGF လို့ဖွဲ့တွေဆက်နေပြီးတော့ငွေတွေယူတဲ့ကိစ္စလက်ဆောင်လက်လာပါတွေယူတဲ့ကိစ္စတွေအများကြီးဖြစ်နေကြတွေ့ရတယ်ဘော်ဒါဒီ taxation ကလုပ်တဲ့ကိစ္စတွေမှာသူတို့ပေါင်းပတ်သက်နေတာရှိတယ်မြန်မာတက်မတော်ဝါဒီနေ့လက်နက်ကင်ပြီးတော့ဟလာ corruption မှာအောက်ကြီးလိုက်စားမှုမှာအကြီးဆုံးလက်နက်ကင်တက်တစ်ခုတော့ကျွန်တော်တို့ပြောလို့ရတဲ့အဆင့်တစ်ခုရှိပါတယ်ဆိုတော့အဲ့ဒါကြောင့် ကျွန်တော်ကစနေတဲ့ဒီမိန်ကွန်းပြောမယ်ဆိုဒီမိန်ကွန်းအကြောင်းကျွန်တော်သုံးသပ်ကြမယ်ဆိုရင်ပြောကြအများကြီးရှိတယ်อืมဆိုတော့အဂတိလိုက်စားမှုအကြီးဆုံးတနက်ကင်တက်ကမြန်မာပြည်မှာစစ်တပ်ပဲရှိတယ်เนาะဒါလေးကိုလည်းသိစေချင်တာဆိုတော့ဒီလိုအမှန်တရားလေးတွေပြောမယ်ဆိုရင်တော့တချို့ကောင်တွေကလက်မခံကြင်ကြအောင်အဲ့တော့လက်မခံကြင်ရင်တော့ခင်ခံပေါ့နော်โอเคဆိုတော့နောက်တစ်ပိုင်းလေးတကူကတော့ဒီအဲ့ဒီမင်းအောင်လိုက်ပြောခဲ့တဲ့စကားအပေါ်မှာ ဒီအဂရိနဲ့ပတ်သက်ပြီးတော့မှပြောခဲ့တဲ့ဇာတ်ပေါ်မှာကိုမျိုးမင်းကမင်းအွန်လိုင်းကိုဘလို့ဖဲ့လဲဆိုတာအားလုံးတူတူနောက်ထောင်ကြည့်အောင်ဖဲ့တယ်ဆိုတော့ပညာသားပါပါ ဖဲ့တာပေါ့နော်ဒါလေးကိုမင်းအွန်လိုင်းရဲ့ဗီဒီယိုရောကိုမျိုးမင်းရဲ့ဗီဒီယိုရောကျွန်တော်တခါတည်းဆက်ပေးထားပါတယ်အားလုံးလည်းတူတူကြည့်ကြည့်အောင်ကောင်းမွန်တဲ့အုတ်ချိုစနစ်ကိုဖော်ဆောင်ရမှာအဂရိလက်ဆမ်းမှုကင်းစင်ဖို့လိုအပ်ပြီးအဂရိလက်ဆမ်းမှုဟာ ကောင်းမွန်တဲ့အုတ်ချိုရဲ့အတွက်အဟံတာဖြစ်စေပါတယ်ဒါကြောင့် အဂရီကင်းပြီးကောင်းမွန်တဲ့အုပ်ချုပ်စနစ်တည်ဆောက်နိုင်မှသာနိုင်ငံတော်ကပဲပေါင်းစုံမှဖွံ့ဖြိုးတိုးတက်လာပြီးအများပြည်သူရဲ့လူမှုဘဝတွေဟာလည်းမျက်မျက်တတနဲ့တာယာဘော်ပြောလာမှလည်းဖြစ်ပါတယ်အဂရီလိုက်ဆောင်မှုတိုက်ဖြက်ရေးကိုရေရိုးရေရှည်လုပ်ငန်းစီမံချက်တွေချမှတ်ဆောင်ရွက်ဖို့လိုအပ်ပြီးလူ့ပေါ်စီတရားလုံးကလည်းအဂရီလိုက်ဆောင်မှုတိုက်ဖြက်ရေးကိုပြက်ပြက်သားသားနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လည်းလိုအပ်ပါတယ် အဂရိလိုက်ဆောင်မှုတိုက်ပြေလုံငိုင်းမှာပွန်လင်းမြေသားမှုနဲ့တာဝန်ယူမှုတာဝန်ခံမှုရှိခြင်းဟာအဂရိလိုက်ဆောင်မှုကိုထိရောက်စွာဟန်တာကာကွယ်တိုက်ဖြတ်ခြင်းဖြစ်တယ်လို့အဂရိလိုက်ဆောင်မှုအပေါ်တိခခွန်လို့ခြင်းอืมနားလည်မှုပေးခြင်းဟုတ်ပြီလူလူရှိခြင်းတို့ဟာအပိယရောက်တဲ့အတွက်လဲလိုဘမပြုတ်လို့ဖို့လိုရပါတယ်အင်းပြီးတော့မှပြုတ်လို့တယ်အဂရိလိုက်ဆောင်မှုတိုက်ဖြတ်ရေးလာပြီ ခန်းနာပေါ့ဗျာဒီဆိုင်ရအောက်ကျသံတစ်ပြည့်ရဲ့ခန်းနာမှာမင်းအောင်လိုင်းကနေပြီးတော့ဗီဒီယိုမက်ဆေ့ချ်ပို့တယ်ငယ်ငယ်တို့တိဆောက်ရေးပြုနေပြောင်းလဲရေးလုပ်ငန်းတွေမှာဒီအောက်ကျလိုက်စားမှုကကြီးမားတဲ့အဟန်တာနောက်ဆက်ဖြစ်တယ်ဒီအောက်ကျလိုက်စားမှုနဲ့ပတ်သက်ပြီးတော့သူ့လိုနေသူတွေကိုကျောင်းသားအရင်သာမခွဲခြားပဲနဲ့အရေးယူဆောင်ရမယ်ဆိုပြီးတော့စကကြီးစကကြီးပြောတယ်อืมကျွန်တော်မင်းအောင်လိုင်းကိုချက်ပဲပြောခြင်းတာအာမှန်တစ်ချက်ကိုယူလားမင်းရှင်းမှာထောင်းထောင်းပြီးတော့မင်းပုံမင်းပြန်မေး ငါကိုယ်ကရောအာဂရိတရားနဲ့ကျင်းလာအခုငါရဲ့ကြွယ်ဝချမ်းသာမှုတွေရောနဲ့ငါရဲ့တာသမီတွေရဲ့ကြွယ်ဝချမ်းသာမှုတွေကတော့လုပ်ပိုင်ခွင့်ရထားတဲ့တုံငန်းတွေရောအာဂရိနဲ့ကျင်းလာဆိုပြီးတော့မြင်မိတယ်လေအာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်မြင်မိပြီးမှဒီလိုစကလုံးတွေကိုမြင်ဒီကြားထဲမှာပြောကိုတော့ကိုယ့်ရဲ့လက်အောင်ငယ်သားတွေကို အကုန်လုံးကျွဲဝချမ်းသာတာအဂရိတရားနဲ့မကင်းဘူး။အင်းစကားတွေကကြီးကြီးကျယ်ကျယ်တွေပြောတယ်။ဟင်းဟင်းဟင်းဆက်တက်နဲ့ချက်ခံရင်အစိုးရကတော့2010တုန်းက2015မှာလက်ရှုံးကတော့အနာဒီကိုလက်လွတ်အနာလွှဲရမယ်။မင်းတို့အနာမလွှဲခင်ပါလေ။တော့စောက်ချင်ရုပ်လဲဆိုတော့ချက်ခံရေးစိုးရအစိုးရဌာနတိုင်းမှာရှိတဲ့ဘတ်ဂျက်တွေကိုအကုန်သုံးခိုင်းတယ်။အင်းပြီးရင်စာပြပုံမှာဒါအစင်ပေါင်း400ကျော်စောက်ခဲ့ ဒါပေမဲ့ညီပြင်းမှာဒီစင်းမှမရှိခဲ့ဘူးဒါပေမဲ့အဲ့ဒီ budget တွေအကုန်လုံးထုတ်သုံးသွားတယ်ဟုတ်တယ်အဲ့ရဘယ်ရောက်သွားလဲဟောကာကောင်းစားတွေဂူတော်ထဲမှာထည့်လာခဲ့တယ်ဒါပေမဲ့ NLD ကိုမလွှဲခဲ့ဘူးတော့တွတ်တော်မှာလဲ budget ကိုတနစ်ခွဲကြာမှအင်းထုတ်သုံးရအောင်စီမံဆောင်ရွက်ခဲ့တယ်อืมဆိုတော့ဟိုအဂရိကိစ္စနဲ့ပတ်သက်ပြီးတော့မှာ ဒါသူတို့ရဲ့နိုင်ငံပိုင်မီဒီယာဆိုတဲ့မြောက်ဝတီမှာစကကြီးစကကြီးတောက်ကြီးတောက်ကျပြောနေတဲ့မင်းအောင်လိုင်ကိုနော်မင်းမှန်တစ်ချက်ယူအမှန်ကိုမင်းရှိမှထောင်ပြီးတော့မှမင်းကိုမင်းအာဂရိကင်းရလားလို့ပြန်မေးကြည့်တဲ့စကလုံးလေးကတိတ်ထိတ်ပဲရှိရွာနော်အဲ့လိုမျိုးတွေငါတို့အမိသားမိသမီးတွေတော်လန်ပြည်သူတွေကဒီလိုမျိုးအာနာရှင်တွေကအာနာရှင်အပေါင်းပါတွေအဲ့လိုမျိုးထိထိမိမိဖဲ့တာအဲ့ဒါကိုငါသဘောကျတာကွာဒါကြောင့်မို့လို့နော်ဒီဗီဒီယိုလေးကိုကျွန်တော် reaction လုပ်ပေးတာဖြစ်ပါတယ်ခင်ဗျာနောက်တစ်ဗီဒီယိုမှလည်းဒီကူကတော့ဒါကျွန်တော်တို့ မနေ့ကဒါကျွန်တော်တို့ silent strike ပေါ့နော်ဒါကျွန်တော်တို့ silent strike အတန်တိတ် debate နော်အောင်မြင်ခဲ့တယ်ဆိုတာအလုံးသိကြပါပါဒီဟာပေါ်မှာလောင်မြိုက်နေကြတဲ့ဘောမတွေကိုအမေသမီးမတ်ယူဘယ်လို lesson ပေးမလဲကြည့်ကြည့်အောင်တန်တိတ်တပိတ်အောင်မြင်သွားလို့ကိုရေဘက်ကပြောနေတာ哦ဘောမတွေလောင်တာလောင်တာဆိုတာလေဟဲ့ဘောမတွေနင်တို့ငါပြောမယ်နော်ငါတို့အတန်တိတ်တပိတ်ရှိတယ်လို့စပြီးတော့နော် ဒေါက်တာတေဇာဆန်းတို့မန္တလေးဇေကျိုမှာစပြီးတော့ပြောသွားကြတဲ့ကိုကနင်တို့အဘတေနော်နင်တို့ဘောမတွေအကုန်လုံးနော်နင်တို့အတိုင်းဝိုင်းအကုန်လုံးအဲ့တန်တိတ်တပိတ်အောင်မြင်မှာစိုးလို့ပြရာတွေခတ်နေတာနင်တို့အတန်လေးကြားတုံးကြတဲ့ကနင်တို့ကြောက်နေတာနော်ဟုတ်ပါဟုတ်ပါခုလဲအောင်မြင်သွားတယ်နော်ဟုတ်တယ်ဟုတ်တယ်အဲ့ဒါကိုနင်တို့ဘက်ကဘာတွေဘာတွေလောင်ပြီးတော့မဟုတ်မမှန်နေလိုက်ပြီးတော့လွှင့်နေတယ်ဟမ်အလူတွေရှိပါရဲ့တို့ဟိုနေရာတို့ဒီနေရာဟမ် မြန်မာနိုင်ငံမှာမျိုးတွေအများကြီးပဲเนาะအဲ့ဒီမျိုးတွေအများကြီးဥပမာဟဲ့နင်တို့နလဘိန်းတော့နားလည်အောင်ပြောပြရမယ်ဆိုရင်เนาะမျိုးပေါင်းဥမာ200ရှိတယ်ထားเนาะမျိုးပေါင်း200ဥပမာပြောပြတာမျိုးပေါင်း200မျိုးပေါင်း200မှာနှစ်မျိုးလောက်ကလူစီကားနေအောင်စောက်စကားတွေလာထဲမပြောနဲ့ဟုတ်တယ်လူစီကားနေတဲ့နေရာတွေကလည်းနင်တို့ဘောမတွေလိုဟာမျိုးတွေများနေတဲ့နေရာပဲဖြစ်ကြမယ်เนาะဘောမမရှိတဲ့တို့ဘောမနေတဲ့အရက်ဒေသတွေမှာ အကုန်လုံးအတန်တိတ် တပိတ်ကအောင်မြင်တယ်ငါတို့အတန်တိတ်တပိတ်ကမနက်10နာရီမှစတာနော်မနက်10နာရီရနေညနေ3နာရီအထိပဲအဲ့ဒီမနက်10နာရီမရောက်ခင်မနက်ပိုင်းမှာလည်းသွားလို့လာလို့ရတယ်ဝဲလို့ချမ်းလို့ရတယ်နော်ညနေ3နာရီနောက်ပိုင်းမှာလည်းပြန်ပြီးစီကားလို့ရတယ်နော်နင်တို့ပုံနေဗီဒီယိုတွေရိုက်ပြီးတင်မယ်ဆိုအချိန်မှတခါတည်းတွဲပြီးတင်อืมနော်6800ဇာတ်ရည်နဲ့လွတ်ထားပြီးတော့အဟိုနေရာမှာလူစီပါရဲ့ဒီနေရာမှာလူစီပါရဲ့လို့မပြောနဲ့နောက်တစ်ခုထပ်ပြောလိုက်မယ်နော်နေ့စဉ်နေတိုင်း သိန်းနဲ့တန်းနဲ့ချီပြီးလှုပ်ရှားနေတဲ့သွာလာနေတဲ့ပြည်သူတွေကเนาะဒီနေ့လှုပ်တဲ့အတန်တိတ်တပိတ်လိုနေမျိုးမှာเนาะအရင်တော့သိန်းနဲ့တန်းနဲ့ချီနေအောင်သွာနေတဲ့ပြည်သူတွေကအခုထောင်ကနန်းလောက်ပဲရှိမယ်ရာကနန်းလောက်ပဲရှိမယ်เนาะတောင်ကနန်းလောက်ပဲရှိမယ်ဆိုရင်အဲ့ဒါငါတို့လှုပ်တဲ့အတန်တိတ်တပိတ်ဒီအဲ့အောင်မြင်တယ်ဆိုတာနင်တို့မြင်မြတ်မှတ်ထားလိုက်ဟုတ်တယ်နော်လူကြည့်တာကိုမပြောနဲ့လူတွေနေတဲ့အရာလူရှိတာမဆန်းဘူးဒါပေါ့ နော်လူတွေနေတဲ့နေရာမှာမဖြစ်မနေသွားလာရမယ့်လူတွေရှိမှာပဲနော်ကားစီထည့်เสียရှိလို့သူ့ဘာသူကားလေးတန်းစီပြီးစီထည့်နေရလဲဗီဒီယိုရိုက်ပြီးတော့ line ပေါ်တင်နေနဲ့ဘောမာတွေလောင်နေနဲ့နော်ငါတို့အတန်တိတ်တပိတ်ကအောင်မြင်နေရှင်းလားနော်နင်တို့တွေအရင်လောင်နေလို့ဒီတဲ့ပို့ပြီးလောင်ရအောင်လို့ငါလာပြောပြတာနော်အဲ့တော့ နင်တို့ဘာတို့အိမ်မှာလောင်းနော်လောင်ကျွမ်းကြာကြပြီးလောင်းနော်နင်တို့ဘာတို့ဂျင်းနေတို့ဘာလေးတို့ဘလို့ပြောပြောအိုက်ဂျင်းကဘာတူလဲဆိုတာနင်တို့ကိုနင်တို့အတီဆုံးဟုတ်ပြီလားဟုတ်တယ်ဟုတ်တယ်ပြောပြတာနင်တို့နလဘိန်းနှုံးနေကိုလာရှင်းပြတာဟုတ်ပါတယ်နင်တို့အရန်ဟောင်းနေလို့မောနေမှာဆိုလို့ဟောင်းခြင်းလဲဆက်ဟောင်းနော်နင်တို့ဟောင်းလဲခွေးလေးခုံလို့ဖုံမထားဘူးနော်စောက်ယူမဆိုင်ဘူးဒါပေမဲ့နင်တို့ကိုပြောပြတာနော်နင်တို့လာပြီးတော့ပြည်သူတွေကိုဟိုလိုမအောင်မြင်မအောင်ဒီလိုမအောင်မြင်မအောင်နဲ့ဂျင်းလာမထဲနဲ့နော်ပြည်သူတွေက ဂျင်းထဲတိုင်းမရတော့ပြည်သူတွေမှာဒီမှာညလုံးကြီးနှလုံးပါတယ်เนาะအကုန်လုံးညင်တယ်သူတို့သူတို့သူတို့နေတဲ့အရက်ဒေသတွေမှာဘလို့အစပုံစံလဲဆိုတာသူတို့အကုန်လုံးညင်တယ်ရှင်းလားစောက်ဘောမှာဟုတ်တယ်တကယ်တော့မင်းတို့ကငါတို့ထဲတဲ့အကွက်ထဲကိုမင်းတို့ကဝင်သွားတာကိုအဲ့ဒါတွေကမင်းတို့မသိဘူးအဓိကကငါတို့အတန်တိတ် တပိတ်လုတ်တဲ့ဥစ္စာကလည်းတချောင်းပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့မင်းတို့တွေဒီငါတို့ဒီလိုမျိုးလုတ်တဲ့ဥစ္စာပေါ်မှာမင်းတို့လာပြီးတော့မှဖျက်လို့ဖျက်စီလုတ်တော့မယ်ဆိုတော့ငါတို့သိတယ် အဲ့ဒီဥစ္စာကိုလည်းငါတို့တွေကနိုင်ငံတကာကိုချပြခြင်းတာအမ်အကြီးရဲ့ချက်ကနှစ်ခုရှိတယ်ဒါပေမဲ့မင်းတို့တစ်ခုကိုပဲခေါင်းထဲရောက်နေတာငါတို့နောက်နောက်ထပ်ရွှေ့တဲ့အကောက်ကိုမင်းတို့မသိဘူးဆိုတော့ဘာဖြစ်လဲဆိုတော့မင်းတို့မင်းတို့ခံလိုက်ရတာပေါ့ကွာတလားဒါပေမဲ့ဟိုငါတို့ကမင်းတို့ခံလိုက်ရမယ်မယ်လေငါတို့ကဘာလို့ပြောမလဲထပ်ပြီးတော့မှငါတို့ကမင်းတို့ထပ်ပြီးတော့မှဟိုခံရမှုပေါင်းများစွာထပ်ခံရအောင်လို့ငါတို့အများကြီးစက်ကြိုးစားအောင်မယ်နော်ငါတို့ကဟိုပြောမယ်ဆိုရင်ဟိုတည်င်းသမားတွေမဟုတ်ငါတို့ကဘင်းသမားတွေမင်းတို့ လေလိုင်းပေါ်ကလည်းပြင်းမယ်လက်တွေ့မှာလည်းကိုယ်တိုင်ပြင်းလို့ရရင်ပြင်းအောင်ပါကိုညီကိုတွေလည်းပြင်းလို့ရတဲ့ဥစ္စာမျိုးတွေအတွက်ကိုနောက်ကိုရနေငါတို့ကနောက်ကိုရပဲဖြစ်ဖြစ်ရှေ့ရပဲဖြစ်ဖြစ်ငါတို့ကပံ့ပိုးပေးနေအောင်ပါအဲ့ဒါငါတို့တော်လန်ပြည်သူတွေရဲ့ဒီတော်လန်ရေးပေါ်မှာထားတဲ့ခံယူချက်စိတ်ဓာတ်ပဲအဲ့ဒါကိုမင်းတို့သိစေချင်တယ်ဟုတ်ကဲ့ပါဆိုတော့အားလုံးပဲချစ်သမီးအိုက်တင်ပါတယ်နောက်တစ်ခါမှပဲဆိုတွေ့ပါမယ်မင်္ဂလာရှိတဲ့တော်လန်လေးလေးဖြစ်ပါစေလာတာ reblog youtube channel ဖြစ်ပါတယ်ကြည့်ကြအားပေးကြတဲ့ပေးတော်များအားလုံးပဲစိတ်ချမ်းသာရေးကိုယ်ကြီးကျေးမာခြင်းနဲ့ပြည့်စုံပါစေဗျာ